ဒီတစ်ခါမှာတော့ကိုသူစိုးပြိသက်ကြီးကို sky view လေးကြီးပို့ drone နဲ့ခေါ်သွားပါမယ်အခါတိုင်းပုံစံတွေနဲ့မတူ အမြင်ဆက်နဲ့ sky view လေးကနေအတူတူကြည့်ရှုခံစားရင်းဗကြဲနိုင်ငံတော်ရဲ့တမိုင်းချင်းကျုံလေးကိုလည်းဘဝတုဒအနေနဲ့မျှဝေပေးသွားပါအောင်မယ်ဗကြဲတမိုင်းချောင်းကိုအနှဲငယ်ပြောပြပြီးဂုံဆန်းဆောင်ခံတန်းနဲ့ယခုလက်ရှိပွဲကျင်းပနေတဲ့ဂုံကန်ချင်းကွန်ဂုံပန်းချာ ပြီးတော့1933ခုနှစ်ကတည်ဆောက်ခဲ့တဲ့ဂုံကန်ချောကျူတရာကြီးရဲ့နိုင်ပြူးအလှလေးတွေကိုလည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1900ခန်းလောက်ကဖုံးတကူကြီးမှခဲ့တဲ့ဗကြဲပန်းလေးတပွင့်ဟာအခုဆိုရင်ပြန်လဲဖူးပွင့်လာပြီး82ချိန်မြောက်ကျင်းပနေတဲ့ဗကြဲမွန်နာကျဲရင်ကျင်းမှုပွဲတော်ကြီးကတက်တည်ထူပြားလျက်ရှိနေပါတယ်။ပွဲတော်ကျင်းပလာခဲ့တာဆိုရင်လည်း ဒီနေ့ဆိုရင်6ရက်မြောက်နေ့ညအတိုင်းတိုင်းရောက်ရှိလို့လာခဲ့ပါပြီ။ဒီကုန်းဆန်းဆောင်ခန္တကြီးရှိတဲ့အွန်ချင်းလို့အမည်တွင်ခဲ့တဲ့ဒီဂုံးယူမျိုးဟာဘက်ကျဲခရဲ့တမိုင်းဝင်မျိုးတော်သုံးမျိုးတွေကမျိုးတစ်မျိုးပဲဖြစ်ပါတယ်။ဘက်ကျဲနိုင်ငံတော်ကြီးကိုတော့ BC 18ရာစုလောက်မှာအွန်ဂျိုဝမ်လို့ခေါ်တဲ့ဘုရင်ကြီးကစတင်တည်ဆောင်ခဲ့ပါတယ်။အွန်ဂျိုဝမ်ဘုရင်နဲ့ညီတော်ဘီလီယူမင်းတို့ဟာ ဂိုဂူလီယောမင်းဖြစ်တဲ့ဂျူမုံဘင်ကြီးရဲ့တားတော်တွေပဲဖြစ်ပါတယ်။အဲ့ဒီခေတ်ဘက်ကျဲနိုင်ငံတော်ရဲ့မြို့တော်တွေကတော့ဝီလီယဲဆောင်၊ဝန်ဂျင်းလို့ခေါ်တဲ့ယခုလက်ရှိဂုံးဂျူမျိုးနဲ့စာဘီလို့အမည်တွင်ခဲ့တဲ့ဘူယောမျိုးတို့ပဲဖြစ်ပါတယ်။ကန်ချိုကိုဝမ်ဘရင်ကြီးလက်ထက်မှာတော့ဘတ်ဂျက်ခစ်ကအစွမ်းထက်ဆုံးဖြစ်ခဲ့ပြီးဗုဒ္ဓဘာသာစာပေရုပ်ပွားတော်နဲ့ကျောင်းတော်တွေအမှုပညာလက်ရာပစ္စည်းတွေကအတော်လေးထွန်းကားခဲ့ပါတယ် ဂျပန်ယာမာမိုတိုနိုင်ငံတော်နယ်လဲပူးပေါင်းဆောင်ရွက်မှုတွေတဆင့်ဂျပန်နိုင်ငံကိုဗုဒ္ဓဘာသာနှီးပညာပညာသင်စနစ်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပြီးဆက်ဆံရေးကောင်းတွေကိုလည်းထူထောင်ထားနိုင်ခဲ့ပါတယ်။ဘာသာရေးနှီးပညာယဉ်ကျေးမှုနဲ့အမှုပညာလက်ရာတွေမှာအမြင့်ဆုံးဖြစ်ခဲ့တဲ့ဘတ်ဂျက်ဟာ AD 660ခုနှစ်မှာရှီလာနဲ့တရုတ်တန်မင်းဆက်တို့ရဲ့ပူးပေါင်းတက်ခတ်မှုကြောင့်ဘတ်ဂျက်နိုင်ငံတော်ကြီးဟာလည်းပြတ်သုံးခဲ့ရပါတယ်။အခုလက်ရှိဂုံးကျူမြို့မှာတည်ရှိနေတဲ့ဂုံးဆန်းဆောင်ခန္ဓာကတော့ ဘကြဲခေ495ခုနှစ်ကနေ938ခုနှစ်ကိုကိုစားပြုထားတဲ့တော်ဝင်ခန်းတက်တစ်ခုဖြစ်ပါတယ်ဒီခန်းတက်ရဲ့စုစုပေါင်းအရှည်မီတာကတော့2660မီတာရှည်လျားပြီးမြေသားတတိုင်း935မီတာကျောက်တုံးနေရန်တတိုင်းက1925မီတာပါရှိပါတယ်ဂုံကံမြင့်နဲ့ထိစက်လျက်ရှိနေတဲ့ဒီခန်းတက်ကြီးကပင်လယ်ရင်မြင့်နဲ့ပြင်အထက်110မီတာမှာရှိပြီး တောင်ကုန်းနဲ့ဂျိုင်ဝမ်တွေကဝန်းရံထားတဲ့ခန့်တက်ကြီးတစ်ခုပဲဖြစ်ပါတယ်။တမိုင်းချင်းလေးလေးပြောပြပြီဆိုတော့ကျွန်တော်တို့ပွဲတဲ့ဆင်းပြီးတော့ရှိုးပွဲလေးတစ်ပွဲလောက်ဝင်ကြည့်ကြရအောင်။အခုမြန်မာခင်မှာလေကိုရီးယားရဲ့ယဉ်ကျေးမှုနဲ့အမှုပညာဖျော်ဖြေတင်ဆက်မှုတွေကဘလောက်အထိအဆင့်မြင့်ပြီးခံရထဲဝါမှုတွေရှိနေပြီလဲဆိုတာအတူတူဝင်ရောက်တုံ့တက်ရှုစားကြရအောင် 결국 그 장로 날 영원히 가둘 수는 없어 태비 태비야 태비야 <laughs> 누구들 <laughs> မီရှူမီပန်မီတီမီဆိုင်နဲ့ဆလိုက်မီတွေကိုနီးပညာအသစ်တွေနဲ့သူတို့ရဲ့ယဉ်ကျေးမှုတွေကိုအချိုးကျကျပေါင်းဆက်ဖန်တီးထားပြီးဖျော်ပြပေးထားတဲ့ပွဲတော်ဟာရင်သက်ရှူမောပွဲကောင်းပြီးစိတ်ရမ်းလှုပ်ရှားဖို့ကောင်းနေဆိုတာကိုဩဘာပေးရင်နဲ့ကုသဆိုးပြိတ်သက်ကြီးလည်းသဘောကျနှစ်သက်နေလို့ထင်နေပါတယ်။နောက်နေ့မှပြန်ဆောင်ကြတာပေါ့။